ဘုံချပုံအလွန်အလွန်ကြမ်းတမ်းလာပြီးတင်ငန်းကျွန်း၌နေသူများပင်ပြောင်းရွှေ့ကုန်၍လူမရှိသလောက်ဖြစ်မှ သူကရန်ကုန်တွင် နေ၍မဖြစ်တော့ကြောင်းသူလှုပ်ချင်အောင်အလုတ်သမားများကမလှုပ်ချင်ကြတော့သဖြင့်ဘိုးကလေးတို့ပင်ပြန်၍ဟိုကမှ ဖြစ်သည်၍ထုတ်မြီဟုဆုံးဖြတ်စီစဉ်တော့မှပင်ဘိုးကလေးတို့ပြန်ခဲ့ကြသည်ဘိုးကလေးတို့ညနေ9နာရီလောက်ရောက်ရှိကြပြီးနနက်9နာရီတွင်တားလက်မောင်ချစ်ရှိန်ကိုဖွားမြင်သည် တင်မော်လန်မပိတ်ခင်ရမတင်လေးပြန်ခဲ့သဖြင့်စစ်ဘေးကြီးမှတီတီလေးလွတ်သွားတော့သည်အလုတ်တိုင်းမှပစ္စည်းများအိမ်မှပစ္စည်းများနှင့်သူစာအုပ်များကို လေကြီးများဖြင့်အလုတ်သမားများယူဆောင်လာကြသည်အထက်ပိုင်းတွင်တိုက်တလုံးငှားကဆက်စာခုံစက်ခူထုံများကိုထိုးတိုက်နိုင်ထားလိုက်သည် မျက်နာမြင်ပြီး၍ရမကြခင် ကျမတို့လည်းအကိုကြီးအိမ်၌လူများ၍စားတိုက်လမ်းတွင်အိမ်တလုံးငှားပြီးနေထိုင်ကြသည် ဘိုးကလေးမျိုး၌ဆက်စင်ပြီးဂျာနယ်များကို ရိုက်ပြန်စဉ်တင်မောစာဒိုက် အလုံးလမ်းပိတ်သွားသဖြင့်မြို့ထဲတွင်စာအုပ်တွေကို ဝေပစ်လိုက်သည်ဤချိန်တွင် စာဖက်သည့်အလုံးမှလွဲ၍သူ့အတွက်အလုံးမရှိ သို့သော သူကအလုံးမရှိအလုံးရှာလုပ်သည်ဟု ပထမသူ့ကိုဤသို့ထင်မိသည် သူသည်စက်ကူကက်လွတ်အဖြူစာရွက်ကြီးတရွက်တွင်ဘိုးကလေးမျိုးမြေပုံကြီးကို တနေကုန်တနေခန်းထိုင်ဆွဲနေသည်ရေလန်းကုန်းလန်း ရေပေါက်ကုန်းပေါက်များကို ကိုယ်တိုင်ကိုရောက်တွားရောက်ကြည့်ရှုလျက် ခဲတံအနီအပြာရောင်စုံချဲ၍မြေပုံကြီးသာထိုင်ဆွဲနေသည်ကျမကဘာလို့မလို့လဲမေးသည့်အခါ၌လိုလိုမဲမဲပဲလေဟု ဆိုသဖြင့်အเจ้าမဲတော့ဤမြဝိရိယမကြီးရာသူသည်မြည်သည့်ကိစ္စမဆို အပြောသမားမဟုတ်အလုတ်သမားသာဖြစ်၍တခုခုပဲဟုတတိချက်လျက်အမှတ်ထားလိုက်ရသည်ဤမျိုးတွင် ပါတီဆွဲမဟုတ်ပဲ လူရွယ်လူငယ်ပိုင်းတွေကလူရွယ်တွေကို စကားပြောကြင်လို့မိတ်ဖွဲ့ပေးခိုင်းပါသဖြင့်စာတိုက်လမ်းမှဥမောင်ကြီးဤသားကိုသူတော်ကိုအောင်ကျွယ်တို့နှင့်ရှေးဥစွာရင်းနှီးစေသည်တဖန်သူကကျမတို့အကိုကြီးအိမ်တွင် မကြမကြလာရောက်လေသောတရားသူကြီးဥထွန်းမြင့်နှင့်အကိုကြီးကမိတ်ဆက်ပေး၍ဥထွန်းမြင့်အားဤမျိုးအတွက်အဆောက်အအုံမျိုးဆောင်တက်ကလေးတဒက်ဖွဲ့ရန် ဆက်ရှင်မင်းကြီးကိုပြောရင်ဖွဲ့ခွင့်ပြုပေးရမှာမို့ဤရေးကိုဦးလုံးပန်းပေးရင်ရမှာပဲဟုသူအကြံပေး၍လှုပ်တကယ်တို့မဖြစ်စေရပဲမြို့အုံမင်းကိုယ်တိုင်မြို့အုံမင်းလှုပ်သည့်အလုပ်မျိုးဖြစ်စေအောင်ပြောပြသည်ဤလိုပြောပုံမျိုးမှာကျမနားတွင် အခါခါအဖန်ဖန်ကြားခဲ့ရ၍မစမ်းတော်သဖြင့်သူ့နောက်ကနေ၍သူ့ခြေလန်းကိုစောင့်ကြည့်ရန်တတိချက်ထားလိုက်သည် ကိုယ်သူတော်အမှုထားသည့်လူငယ်လူရွယ်တစုတို့ကိုသူကဤမျိုး၌မျိုးစောက်တက်ကလေးတဒက်ရှိလျင် မြို့ရွာလုံးကျုံစရာရှိ၍ဥထုံးမြင့်ကမြို့ဆောက်တပ်ဖွဲ့ခြင်းသည်ပြောသောကြောင့်ဖွဲ့ဖြစ်လျင်လက်နက်များကင်ရမည်ဖြစ်၍လူတန်းတန်ထဲမှပါဝင်ကြလျင်ကောင်းမည်ဟုဓာတ်ရိုက်မပြောဘဲသွယ်ဝိုက်၍စွဲတရားပြောသည်ကိုလည်းမှတ်တမ်းကြီးတွင်သူပြောပုံအတိုင်းရေးမှတ်ထားလိုက်သည်ဥထုံးမြင့်ဖြာပုံမှပြန်လာတော့အခါအမိန်ရခဲ့သဖြင့်မျိုးဆောင်တက်ဖွဲ့ကြသည်ကိုသူတော်နှင့်ကိုအုံးကျွယ်တို့စုဆောင်ထားသည့်လူငယ်တစုနှင့်ချက်ချင်းပင်မျိုးဆောင်တက ဖွဲ့စည်းအောင်မြင်သွားလေသည်တနက်များကိုကျင်းကျင်းလဲလဲပြစ်ခတ်တက်ရန်လေ့ကျင့်ဖို့ရာအတွက်ကျမတို့အကိုကြီးအိမ်တို့အမြဲလာ၍လေသောဌာနအုပ်အားတနက်များကိုကျင်းကျင်းလဲလဲပြစ်ခတ်တက်ရန်လေ့ကျင့်ဖို့ရာအတွက်ကျမတို့အကိုကြီးအိမ်တို့အမြဲလာ၍လေသောဌာနအုပ်အားခမားသာတင်ပေးရင်သူတို့ပုံနာလဲမှာပဲဟုသူ့အနေနဲ့သူတင်ပေးအောင်ပြောပြန်၍ဌာနအုပ်ကိုယ်တိုင်လေ့ကျင့်သင်ကြားပေးနေပုံကိုတွေ့ရပြန်သောအခါ မှတ်တမ်းတွင်အလုံးစုံရေးမှတ်ရပြန်သည်အစိုးရများစုတ်ခွာသွားရမည်ဟုအမိန့်ရလင်ဤမျိုးကိုအုပ်ချုပ်နေသော အရာရှိများထွက်ခွာမသွားရန်အရာရှိစုံစုံရောက်သည့်ကျမတို့အကိုကြီးအိမ်တွင်သူလည်းတစ်လုံးသွင်းနှလုံးသွင်းသွားသွင်းနေသည်ဘိုးကလေးမျိုးတွင်ရှိသည့်သခင်အသင်းမှတခင်ဘာစိန်တို့အတင်းဖြစ်နေ၍မြို့ပေါ်ရှိတခင်များနှင့်ကခက်စိမ့်စိမ့်ပင်ဖြစ်နေသည်အစိုးရတစ်ဖွဲ့လုံးဆုတ်ရမည်ဟုသတင်းကြားလင်ကြားခြင်းသူလည်းမြို့သောတက်အဖွဲ့မှ ကိုသူတော်နှင့်ကိုအောင်ကျွယ်တို့ကိုလက်တို့၍ဂတ်တဲပေါ်တွင် ထားရှိသည့်လက်နက်များကိုစုပ်ခွာသွားမိတိုက်ပိုင်လက်ထဲမှအနုနီးနှင့်ရင်ရင်ကလေးတိုက်ယူလိုက်သည်တနတ်တွေကိုတယောက်တစ်လက်ဆွဲယူပြီးဂတ်ပေါ်မှ ကင်ဆင်းလာကြသည်မြို့တွင်အစိုးရမရှိဟုကြားလင်ကြခြင်းရွာနီးချုပ်ဆက်မှလှေတံပံများတခဏချင်းပလူပြန်သလိုမြို့စိတ်သို့စိုက်ကပ်လာကြသည်လက်ထဲတွင် အသီးသီးဓာတ်တစ်လက်အ ਨੇ ဆုံးဆွဲကင်တက်လာကြသည်မှကြောက်မက်ဖွယ်ရာကြီးမြင်တွေ့ရလေသည် ူကထိုချိန်မှ သူဆွဲလာခဲ့သော သူ့မြေပုံကြီးကိုဖြန့်၍မျိုးဆောင်တက်ဘူများအားဘသူကဘယ်ပေါ်မှဆောက်ဘသူကဘယ်ပေါက်ကပိတ်နှင့်ချက်ချင်းလက်နက်ကင်တက်သားများအားအဆောင်ချထားလိုက်လေသည်မြို့ကိုလူရန်တက်လာကြသောလူစုလူအုပ်ကြီးလည်းတမျိုးလုံးလက်နက်တွေနှင့်လူငယ်တွေကအုပ်ချုပ်ထားလိုက်သည်ကိုမြင်ရ၍ဓာတဝင်းဝင်းကင်ကရှောက်ကြယုံမှတပါမလုံဝင်ကြပေမြို့အုပ်မြို့ပိုင်း ဌာနအုပ်စသည့်အရာရှိကြီးများအားအကိုကြီးတိုက်တွင် အားလုံးစုယုံနေကြစေပြီးလင်လူကြီးများကိုယ်တိုင်ဤတက်ကိုအုပ်ချုပ်စေလျက်သူ့မှမူဤရေးဤကိစ္စများနှင့်ဘာမျှမပတ်သက်မပါဝင်တကဲ့သို့သူ့ဘာသာအိမ်တွင်ထိုင်စာဖတ်နေသည် အထူးရာဇဝတ်တရားသူကြီးဦးမူကပထမသူ့အကြောင်းဘာမျှမယိမ့်မိ၍ကျမအားမြို့ရွာသာပြက်နေတယ်ခမည်းယောက်ျားပဲအေးတယ်စာဖတ်ရရင်သူကပြီးတာပဲဟုမျိုးဆောင်တက်ကြီးကိုအုပ်စည်းခန့်ခွဲနေရာက ချွေးပေါက်ကြီးတွေကိုတုံရင်လှမ်းပြောသည်ကျမလည်းခေါင်းတဆက်ဆက်ငိမ့်လိုက်မိသည်ပွဲတွင်ကလကာနောက်ကကျိုးဆွဲနေသည်ကိုပွဲကြည့်ပြိသက်လည်းမမြင်ပွဲထဲတွင်ဝင် ကနေသည်သူများပင် သူ့ကျိုးကြိုင်မှန်းမသိနိုင်အောင်တိတ်သည်ပြီးပုံကို သူ့ပေါ်တွင်ချီးမွမ်း၍မကုံနိုင်အောင်ရှိ၍ခေါင်းတဆက်ဆက်ငိမ့်လိုက်ရသည် လူမသိဘဲနှင့်အကျိုးရှိအောင်လုပ်ချင်သည်ဟုသူပြောသည့်အတိုင်းပွဲကောင်းဖြင့်မြင်ရပြီးဟုများစွာပင်နှစ်သိမ့်မိလေတော့သည်မြို့ပေါ်ရှိဒုဗမာအစည်းယုံသခင်များကဤမျိုးကိုသူတို့သိမ့်လိုက်ပြီးဟုမြို့ထဲတွင် မောင်းလေခတ်လေသည်သူတို့လက်ထဲ၌ကလက်နက်ပြောပလောက်အောင်မရှိ၍မျိုးကိုကြက်ကြက်တဲတဲစောင့်ရှောက်ကာကွယ်ထားသူလူငယ်များထံမှလက်နက်များပေးအပ်ရမည်ဟုတောင်းဆိုလေသည် ဒုဗမာအစည်းအရုံးဘက်မှနေကြည့်ရင်အစိုးရဘက်မှလက်နက်ရှိသေးသည်ကိုထိုအချိန်က အင်္ဂလိပ်များမန္တလေးတွင်ရှိသေး၍မယုံစားနိုင်သောကြောင့်ဤသို့တောင်းဆိုခြင်းဖြစ်သည်ဤတက်နှင့်ဤအဖွဲ့ကိုကျွန်တော်ဖွဲ့တာပါဟုသခင်အသင်းနှင့်တက်ကိုရောပောင်းပေးလိုက်ရန်မှလည်းသူဖြောင်းဖြား၍လွယ်ကူမိသခင်ကိုယ်တော်မိုင်းအစည်းအရုံးမဟုတ်၍သူက အကြက်ရိုက်နေတော်သည် နှစ်ဖက်စလုံးတင့်မြတ်ကြရန်သူကစိတ်ဆက်၍ပေးသည်ထိုချိန်ကခင်များမှာစိတ်ဆက်၍မရအောင်အယုံကြည်ကင်းမဲ့နေသဖြင့်မအောင်မြင်ပေထို့သို့တဦးနှင့်တဦးမယုံကြည်ပဲမြို့မှာလည်းကြီးလန့်စာစားဖြစ်နေစဉ်နောက်နောက်ကနမီဆိုးရှိခဲ့သောလူတစုကိုတခင်များကထိုသူတို့နှင့်ပေါင်းတင်လျက်လက်နက်များအယံအပြင်းထန်တောင်းဆိုလိုက်လေသည်လက်နက်ကင်၍မြို့ကိုလူဆိုးများအထမမကျင့်နိုင်ရန်စောင့်ကြပ်နေကြသောလူငယ်ပိုင်းမှာမြို့ပေါ်မှာလူကုန်ထံများဖြစ်၍အကယ်၍ လက်နက်များကိုလူဆိုးများနဲ့ရောနေသောသခင်များအားပေးအပ်လိုက်လျင်အကျိုးနဲ့တော့မည်ဟုတမျိုးလုံးခြောက်ခြားနေကြတော့လေမြည်သူမြမဟရဲကြတော့ပြီမျိုးဆောင်တက်ကြီးလည်းမိမိတို့တာဝန်ဝတ္တရားအတိုင်းမျိုးကိုကြက်တဲစွာစောင့်ရှောက်ထားလေသည်ဒီနေ့ညဘူရန်နိုင်ရောက်မယ်အားလုံးမျိုးဆောင်တက်သားတွေလက်နက်ကိုစီလာအပ်ရမယ်ဘူရန်နိုင်အမိတ်ဟုမျိုးဆောင်တက်ကိုသခင်များကအကြောင်းကြားလိုက်ရာ ကိုသူတော်တို့လည်းသူ့အားလက်နက်များအယံမအယံလာမိကြသည် သူကသွား၍ပေးအပ်လိုက်ကြရန်ပြောလေသည်ညဆယ်နာရီလောက်တွင်ဆက်တနတ်တံများကြားရသည် သူလည်းတကားပိတ်၍အိပ်ရာထဲတွင်ဝင်အိပ်နေလေသည်ဘူရန်နိုင်ယောက်ျောင်းကိုဆက်တနတ်တံဖြင့်တီးရသည်မျိုးဆောင်တက်ကြီးလည်းဘူရန်နိုင်စခန်းချမိနေရာဥတင်အိမ်သို့လက်နက်ကိုစီယူသွားလျက်အကြရလေသည်ဆယ်နာရီခွဲလောက်တွင် တကားလာပုတ်၍ဖွင့်ပေးလိုက်သည်ဘူရန်နိုင်က ဥချစ်မောင်ဤမြို့တွင်ရှိသည့်ကြား၍တွေ့လိုကြောင်းနှင့်ယခုလိုက်ခဲ့ပါရန်ကားလွတ်လိုက်လေသည်အုတ်ချုပ်ရေးအဖွဲကတော့ဖွဲ့တော်မှာပဲသခင်တွေကလည်းဒီမြို့အုတ်မြို့ပိုင်တွေကိုထဲ့မှာမဟုတ်ဘူးသူတို့ကြီးဖွဲ့လိုမှာပဲဘာမှအရေးချင်းမရှိတဲ့လူတွေနဲ့ဖွဲ့ရင်တော့မြို့နာမှာပဲဒီယာရှိတွေကိုခမည်းတော်ပဲထိမ့်သိမ်းရမယ်လို့သခင်တွေကအပ်ပြီးသခင်တွေကပဲကြိုးကင်ထားရမယ်ဒါမှလည်းအားကောင်းမယ်တက်သည့်နားလေကျွမ်းကျင်တဲ့ဒီလိုအစိုးရလူကြီးတွေကို အဖွဲထဲမှာမပါရဘူးဆိုရင်အမျိုးမျိုးတိုင်းဒီလိုလုပ်နေကြရင်တော့ဒီဆိုးရရာရှိတွေအင်္ဂလန်ကို အင်္ဂလိပ်တွေနဲ့လိုက်ရင်လဲလိုက်ဒါမှမဟုတ်ဂျပန်နဲ့ပူးပေါင်းရင်ပူးပေါင်းသူတို့အဖို့မှာဒါပဲနေရာရှိတော့မှာပဲဒီတော့တိုက်မီက နာဘက်ကြီးပဲစောစောကကြိုပြီးပြင်ဆင်မှုမရှိတာအသေးနာစရာဘလောက်ကောင်းတယ်လဲအိမ်မမထွက်ခင်အဝတ်လဲရင်နှုတ်မထို့တို့တွတ်တွတ်ညီးထွက်သွားသည်ညတစ်ချက်လောက်မှပြန်ရောက်လာသည် ဘိုးရန်နိုင်ထံသို့ရောက်လင်ရောက်ချင်းလက်နက်များကိုသခင်များသိမ်းပြီးနေ၍သူကဘိုးရန်နိုင်အားဤတက်ကြီးကိုအင်္ဂလိပ်အစိုးရမဆုတ်ခွာမီသူဖွဲ့ခဲ့ကြောင်းလက်နက်တွေကိုအစိုးရများဆုတ်ခွာလင်ဖြောက်ဖြက်ပြစ်မိကိုကြိုတင်သိ၍သခင်များနှင့်ကြိတ်၍ကြံဖို့ရန်လဲ၎င်းတို့မှသခင်ဗဆိုင်သခင်များဖြစ်နေ၍စိတ်နေသောကြောင့်မြို့ပေါ်ရှိလူငယ်များနှင့်ဤမြို့၌ရှိသည်မလက်နက်ကိုအင်္ဂလိပ်အစိုးရလက်ထဲမှသူတို့မဆုတ်ကြခင်ကလေးတွင် ရအောင်ယူလိုက်ရကြောင်းအလုံးစုံရှင်းပြပြ၍ဘုံရနိုင်ကဥချစ်မောင်မွဲအုပ်ချုပ်ရေးအရာရှိလောက်ပါဟုတိုက်တွန်းသဖြင့်သူကရန်ကုန်သွားရမည်ဖြစ်၍သူမလုံနိုင်ကြောင်းပြောခဲ့သည်တနက်တွေကိုလူငယ်များပင်ကင်ဆောင်စေရန်နှင့်အစိုးရအဖွဲ့တဲတွင်အစိုးရအရာရှိများလည်းပါရန်ညွှန်ကြားခဲ့ရကြောင်းပြောပြသည်အစိုးရတခင်အစိုးရအဖွဲ့ကဂျပန်အလံလွှင့်ထူသောအခါ၌သူလည်းဂျပန်အလံသာမလွှင့်ဘဲမြန်မာဒေါင်းလန်နှင့်တွဲလွှင့်ကဂျပန်များမြင်ပါစေဟု အတင်းမရမကသွားပြောလေသည်သခင်များလဲဘုံရန်နိုင်မှာထိုစဉ်ကသခင်ကိုယ်တော်မိုင်းဤသခင်ဘတ်သားများနှင့်နီးစပ်ရာဖြစ်၍သခင်ဘာစိန်အဖွဲဖြစ်သောဘုံမြင့်ဆွေကိုတွား၍ခေါ်ကြပြန်သည်ဘုံမြင့်ဆွေတက်ရောက်လာသောအခါမြို့ဆောင်တက်မှတနတ်များကိုတင်းရန်ဖြစ်တော်လဲသူရှိနေ၍မသိမ့်မဲမြို့ပေါ်တွင်တက်ချ၍နေလေသည်သူလဲမြို့ရေးရွာရေးများကိုအဘဘမအကူအညီပေးနေလေသည် မော်လမြိုင်ကျွန်းတွင်တခင်ဆိုးရအဖွဲက မြို့ရွာရှိချမ်းသာသောသူများထံမှရွှေတွေငွေတွေပါတိမ့်ကုန်ပြီဟုထွက်ပြေးလာကြသူများထံမှသတင်းရလျင်သူလဲမော်လမြိုင်ကျွန်းသို့အမိလိုက်ကဤသတင်းမပြန့်ပွားရန်အုပ်လေသည်ထိုချိန်ကမြန်မာများလွတ်လပ်ရေးရလျင်ဟူသောခေါင်းစဉ်ကြီးနှင့်အုတ်ချုပ်ရေးစီမင်းကြီးကိုလဖက်ရေးချမ်းတိုးနှင့်တနေကုန်တနေကန်းထိုင်ရေးဆွဲနေလေသည်အမျိုးမျိုးတို့လွှတ်မိတန်အမတ်များကိုအမည်နာမများနှင့်တကွရွေးချယ်ပြီးရေးဆွဲနေသည် ကျမကမြမပြည်လွတ်လပ်ရေးရလျင် ရှေးဥစွာဘာလုပ်ရမလဲဟုသူအားမေးလိုက်သည်သူကငွေဆက်ကူထုတ်ရမည်အလုပ်ကိုရှေးဥစွာလုပ်ရမည်ဟုပြန်ပြောသည် ကျမမှတ်တမ်းတွင်ရေးမှတ်ခဲ့သည်ဤတွင်မကဤချိန်ကနိုင်ငံရေးအပြောင်းလဲနှင့်နိုင်ငံရေးထင်မြင်ချက်သခင်များလောက်ကင်ပုံဂျပန်ခြေလန်းစသည့်အကြောင်းများတင်ကြွေ၍ပြောဆိုသမျှကိုမှတ်တမ်းကြီးထဲ၌အကျယ်တဝင့်ရေးသားထားသည်တနေ့တွင် တမန်သမားကြီးတယောက်ထံမှရခဲ့သောဂျပန်စက်ကူဆင်းရွက်ကလေးကိုမိတ်ဆွေတယောက်ကသူ့အားလာပေးသွားလေသည်ဧည့်သည်များပြန်သွားလျင်သူလည်းအခန်းထဲသို့မျက်စိမျက်နှာပြက်ပြက်နှင့်ဝင်လာသည်ကျမကိုအင်္ဂလိပ်ငွေစက်ကူများရှိသေးလားမေး၍ကျမကအဋ္ဌံငွေရောအလုံငွေရောရှိကြောင်းပြောလိုက်သည်သူကမတုံးမဲဖြစ်၍တင်ထားနိုင်မည်ဆိုလျင်အင်္ဂလိပ်ငွေသာရှေ့တွင်အသုံးဝင်မည်အကြောင်းပြော၍ကျမမှာစက်သေးသေးသွားတော့သည် ထို့နောက်သူကို မော်တော်ဒစည်းရှာပေးပါ မြန်မာပြည်တော့ဒီဂျပန်ဆက်ကူကြောင့်အကျိုးနဲ့ရတော့မယ်အမြန်လိုက်မှဟုပြော၍မိတ်ဆွေများကသူ့ကို မော်တော်တစ်စီးရှာပေးကြသည်သူလည်းညချင်းပင်ရန်ကုန်သို့လိုက်သွားလေသည်၃ရက်လောက်ကြာလျင်သူရန်ကုန်မှပြန်ရောက်လာသည်မျက်စိမျက်နှာပြက်ကပြန်လာသည်ကျမမှာသူ့ကိုမြင်မြင်ချင်းစိတ်ပြက်လက်ပြက်ဖြစ်လာကြောင်းကိုရိပ်မိလိုက်ပေသည်ရောက်ရောက်ချင်းအဝတ်စားများလဲ၍ရေချိုးဖို့ရာအဝတ်များကိုထုတ်ယူရန်ဘီရိုဖွင့်လိုက်သောအခါဘီရိုထဲတွင်ထည့်ထားသောလွတ်လပ်ရေးရလျင်ဆိုသည့် စီမင်းစာရွက်ထက်တွေကိုစုပ်ပစ်နေတဲ့ဖြင့်ကျမကအတင်းလိုက်လို့တော့လဲမှတ်မိလိုက်ပဲလေးစိတ်လေးမွာပြဲကုန်လိမ့်ပြီဘလို့လောက်တာလဲကိုကိုဘာဖြစ်လို့လဲအတော့ဝင်လို့ပေါ့ဘယ်နဲ့ပြောနိုင်တယ်လဲပြောနိုင်လို့စုပ်တာပေါ့မရဘူးတင်လေးရဲ့မရဘူးဂျပန်လက်ထက်မှာဘာလွတ်လပ်ရေးမှမရဘူး ဒီစင်းမြင့်ဟာအပိုပဲအတော့ဝင်ပါဘူးနှုတ်ရန်ကုန်မှာဘသူတွေနဲ့တွေ့လာတယ်လဲအားလုံးနဲ့တွေ့လာတယ်အားလုံးနဲ့လည်းသဘောချင်းကွဲလာခဲ့တယ်ကိုကိုကိုသူတို့ကသတင်းစာဆရာစာရေးဆရာတယောက်အဖြစ်ကနိုင်ငံရေးသမားတယောက်အဖြစ်ကိုတချို့ကလက်မခံချင်ကြတာလဲရိတ်မိခဲ့တယ်ဘာဖြစ်လို့လဲကိုကိုကသူတို့လိုနိုင်ငံရေးသမားတယောက်ဖြစ်နေထင်ထင်ရှားရှားနာမည်မခံလို့ပေါ့ကိုကိုကဂျပန်ငွေစက်ကူထုတ်တဲ့အတွက်ထင်မြင်ချက်တွေရောမပြောခဲ့ဘူးလားသတိမပေးခဲ့ဘူးလား သတိပေးုံဘဲကမလဲတခင်မြကိုကိုကိုပြောခဲ့တယ်ဂျပန်ကိုမြန်မာပြည်ကငွေဆက်ကူဘလောက်တန်မိုးထားထုတ်တယ်လဲလို့အခုကမေးပါဒီအတိုင်းတော့ကျွန်တော်ဘယ်နည်းနဲ့မှကြည့်မနေနိုင်ဘူးတနေ့တိုင်းပြည်ကိုတိုင်ရလိမ့်မယ်လို့ပြောခဲ့တယ်သူတော့မေးမလားမမေးဘူးလားမသိဘူးတခင်အောင်ဆန်းကစစ်ဘူကြီးတခင်ထွန်းအုပ်ကအုပ်ချုပ်ရေးခေါင်းဆောင်ကြီးဆိုတာအမှန်ပဲလားဆိုပါတော့အခုအခိုက်တန်တော့ရှေ့ကိုရောရှေ့ကိုဒေါက်တာဘာမောမသေးသေးရင် သူ့ကိုဂျပန်ကခေါင်းဆောင်မြှောက်လိုက်မှအသေးကြပဲရန်ကုန်မှာဂျပန်တွေအများကြီးရောက်လာဗလားနေရာတကာတိုင်းမှာသူတို့ရှိနေတယ်ရင်ရင်ကြေးကြေးတွေမဟုတ်ဘူးအင်မတန်ပဲရိုင်းဆိုင်တယ်ဝီလစ်လစ်နေလိုက်ကြတာမြန်မာပြည်ဟာသူတို့နေဖို့ရအရက်မဟုတ်ဘူးဆိုတာလူတိုင်းမျက်စိမှာမြင်နိုင်ပြီဆေးထိုးတာကလည်းအယံကာရောပဲလူတွေကို ခိုင်းမရရင်ပ้ายရိုက်ဖို့ရလက်ကလည်းမြန်မာပြည်တနဲ့မြန်မာတဲကဂျပန်သွားကြတဲ့ဘရာဆက်ရောချွတ်တာဆက်ရောသူတို့နဲ့ရင်ဆိုင်တိုင်း ခါးသာတွင်တွင်ကုန်းနေရတာပဲကိုကိုတို့သခင်အောင်စမ်းရောသခင်မြရောပါတယ်ဒီဝန်းကုတ်ကနေပြီးဗဟန်းဘက်ကိုခြေချင်းလျှောက်လာကြတော့လမ်းမှာစောင့်နေတဲ့ဂျပန်ကသူ့ကိုမကုန်းမဲဖြတ်သွားရမလားလို့အတင်းခေါ်ပြီးတနတ်တဝင်းဝင်းနဲ့ကုန်းခိုင်းလို့ကုန်းပြခဲ့ကြရတယ်တင်လေးသာမြင်ရင်တော့စိတ်ပြက်မှာပါပဲဒီကောင်တွေမကြပါဘူးပြေးရမှာပဲသခင်အောင်စမ်းကတိတ်ချကြတယ်ပြန်ချမယ်ကြံနေလို့အချိန်မဟုတ်သေးဘူးလို့ပြောခဲ့ရသေးတယ်သူတို့ကိုပြန်ချရအောင်ပါလား ချရမှာပေါ့သူတို့ဒီမှာကြာကြာနေရင်တမျိုးလုံးဒုက္ခဖြစ်ကုန်မှာပေါ့ကိုကိုသဘောတော့မန္တလေးအခုလိုက်သွားပြီးဒီကောင်တွေကိုပြန်တိုက်ထုတ်ဖို့ရအင်္ဂလိပ်နဲ့အပေးယူလုလိုက်ချင်တာပဲကိုသိန်းဖီတော့ရောက်သွားမှာပါပဲလေဒါဖြင့်ဂျပန်နဲ့တခင်တွေနဲ့အစိမ့်မကတ်ကြဘူးပေါ့တွေးမိတဲ့လူတွေရှိတယ်မတွေးမိတဲ့လူတွေရှိတယ်အစကတည်းကနှစ်ချမ်းကွဲနေပြီရန်ကုန်ပြန်ကြပါစို့တင်လေးရဲ့ဟိုမာမူအလုတ်လုတ်စရာတွေအများကြီးရှိပါတယ်ဟိုမာမကိုကို ဆိုင်းဆရာတယောက်လောက်သာအောင်းမိတယ်ထင်တယ်ဆိုတာကတော့ဘလို့လဲမင်္ဂလာဆောင်ရင်သူတို့သားအတွက်ဩဘာစာကိုသူတို့သားကိုယ်တိုင်ရေးတယ်လို့ကြားဘူးသလားရေးတဲ့လူကတယောက်မဟုတ်ဘူးလားအင်းပြောပါဦးတခင်ထွန်းအုပ်ပေါ့သူဖျားပေါ်မှာနိုင်ငံရေးကောင်းဆောင်ကြီးဖြစ်နေမိကွန်းမြွန့်ကြားတဲ့စကားကို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 ရေးခိုင်းတယ်သူလဲပြုံးပြီးရေချိုးကန်းထဲသို့ထွက်သွားသည်ကျမလည်းသူ့နောက်မှထက်ကြက်လိုက်၍ရေချိုးကန်းပေါက်တွင် ထိုင်ပြီးမေးချင်ရာရှောင်ဝေးနေသည် ကိုလာဖင်နဲ့ကောမတွေ့ဘူးလားတွေ့ခဲ့တယ်သူ့အိမ်မှာပဲအိတ်ခဲ့တာပဲတိုင်းမီပေါ်မှာတကယ်တစ္ဆာရှိပြီးအရှိကြီးရဲ့လူဟာတော့ကိုလာပဲပဲဒီလူဟာဘယ်တော့မှပေါ်ထင်မဲ့လူမဟုတ်ဘူးအမြဲတမ်းသူ့ပေါ်မှာတယောက်ရှိနေမှာပဲတိုင်းမီကောင်းရင်ပြီးရောလူသိဖို့မလိုဘူးလို့သဘောထိုင်နေတာကိုကိုတယောက်တည်းမမတ်နဲ့ကိုလာဖေလည်းရှိသေးတယ်ဒီလူကြောင့်တိုင်းမီဟာတနေ့ကံကောင်းစရာတွေဖြစ်ချင်လဲဖြစ်လာမယ်သူ့နံမီကဘိုလင်ကြားတဲ့တခင်အောင်ဆန်းကဘိုတေစာတဲ့ ိုင်းပြည်ပေါ်မှာတကယ်သစ္စာရှိပြီးအရှိကြီးရဲ့လူဟာတော့ကိုလဖေပဲဒီလူဟာဘယ်တော့မှပေါ်ထင်မဲ့လူမဟုတ်ဘူးအမြဲတမ်းသူ့အပေါ်မှာတယောက်ရှိနေမှာပဲတိုင်းပြည်ကောင်းရင်ပြီးရောလူသိဖို့မလိုဘူးလို့သဘောထားနိုင်တာကိုကိုတယောက်ထဲမှမတ်နဲ့ကိုလဖေလည်းရှိသေးတယ်ဒီလူကြောင့်တိုင်းပြည်ဟာတနေ့ကံကောင်းစရာတွေဖြစ်ချင်လဲဖြစ်လာမယ်သူ့နမီကဘိုးလက်ကြတိုင်းပြည်ပေါ်မှာတကယ်သစ္စာရှိပြီးအရှိကြီးရဲ့လူဟာတော့ကိုလဖေပဲဒီလူဟာဘယ်တော့မှပေါ်ထင်မဲ့လူမဟုတ်ဘူး အမြဲတမ်းသူ့အပေါ်မှာတယောက်ရှိနေမှာပဲတိုင်းပြည်ကောင်းရင်ပြီးရောလူသိဖို့မလိုဘူးလို့သဘောထားနိုင်တာကိုကိုတယောက်တည်းမမတ်နဲ့ကိုလှဖေလည်းရှိသေးတယ်ဒီလူကြောင့်တိုင်းပြည်ဟာတနေ့ကံကောင်းစရာတွေဖြစ်ချင်လဲဖြစ်လာမယ်သူ့နံမီကဘိုးလက်ရတဲ့တခင်အောင်စန်းကဘိုးဒေစတဲ့ကိုလှမောင်ကဘိုးစီရတဲ့တင်လေးနဲ့ခင်နဲ့တခင်အောင်တန်းကလေးကဘိုးဆက်ကြတဲ့ဘိုးဆက်ကြနံမီယူတာဒီလူနဲ့မလိုက်ဘူးလားတင်လေး စက်ပြာတွေတမျက်နာလုံးတိုက်ထား၍ဘူးဆက်ကြအကြောင်းပြောရင် သူဟာသူသဘောကျပြီးရေလိုက်ရာစက်ပြာများပါဇက်ထဲဝင်ကုန်သဖြင့်တဖူးဖူးနှင့်မှုတ်ထုတ်နေသည်။နို့ကိုကိုသွားတော့ကိုလာဘေကိုငွေဆက်ကူကြောင်းပြောမပြခဲ့ဘူးလား။သူ့ကိုဒီဂျပန်တွေနဲ့ဖြစ်မလားလို့ကိုကိုသတိပေးခဲ့တယ်။အင်္ဂလိပ်ပြန်လာမလားလို့ကိုကိုကမေးတော့သူကချက်ချင်းတော့ပြန်မလာနိုင်ဘူးပြောတယ်။သူ့ခမညာအများကြီးပဲစိတ်ညစ်နေရှာတယ်။ ကိုကိုတော့တိုင်းပြည်အတွက်ဒီလူတယောက်ကိုတော့ယုံယုံကြည်ကြည်နဲ့အားအထားဆုံးပါပဲ။တခင်ဆိုးကြီးနဲ့တွေ့လို့စကားပြောလိုက်ရသေးတယ်။ရေနံစီ30ဘုံဖိုးကုံချိုးနှက်ခဲ့တယ်။သူတော့ကိုဖြောက်ပြီးလေးရမှာပဲ။ရှေ့လျှောက်ဘာများဖြစ်မလဲကိုကိုရဲ့။ရှေ့လျှောက်စိတ်မချမ်းသာစရာကြီးဖြစ်မှာပဲ။ကျမလည်းသူ့ဘာသာသူရေချိုးပစီတော်ဟူရေချိုးကန်းပေါက်မှထလာခဲ့သည်။ ရန်ကုန်ပြန်၍ဂျာနယ်ထုတ်မလားဟုမေးရရင် သူက၄၅နှစ်လောက်ကိုကိုတို့ထိုင်မစားနိုင်ဘူးလားမေး၏ကျမကအင်္ဂလိပ်ငွေနဲ့စက္ကူတုပ်တွေလက်ဝတ်လက်စားတွေရောင်းရင်တော့စားနိုင်သားပဲပြောရသူကဂျာနယ်ကိုဂျပန်ပြန်မသွားမချင်းထုတ်၍မဖြစ်ကြောင်းပြောပြသောကြောင့်ကျမသည်အင်္ဂလိပ်ငွေများမသုံးဘဲစက္ကူထုတ်နှင့်လက်ဝတ်လက်စားများကိုသာရောင်းသုံးမည်ဟုဆုံးဖြတ်ချက်ချလိုက်သည်အစိုးရများစုတ်ခွာသွားလျင် တမျိုးလုံးလူဆိုးလက်ထဲရောက်သွားမိဘေးကြီးကိုကြိုတင်၍မြင်ရကား ဤမျိုး၌ခိတခဏနေရခိုက်ကလေးပင်ကြိုတင်မြင်သောအစဉ်ချင်းအသိဉာဏ်များဖြင့်အင်္ဂလိပ်အစိုးရထံမှလက်နက်များကိုအစိုးရများမစုံမီပြည့်ရအမှုနည်းဖြင့်ရအောင်ယူလျက်မြို့ကို တင်ကြိုကာကွယ်ထားလိုက်ကလူပေါင်းတို့၏အသက်စီးစိမ်ချမ်းသာမှုကြီးကိုနှလုံးရည်ဖြင့်ပေးခဲ့လေသည်ဤမျိုး၌၄-၅ယောက်မှပုံမူ၍သူ့အကြောင်းကိုအသိမပေးခဲ့သဖြင့် အကျိုးရှိဖို့ရာလူမသိအောင်လှုပ်ချင်သည်ဆိုသည့်အတိုင်းလူမသိအောင်လှုပ်လိုက်သောပွဲကလေးတစ်ပွဲကိုကြီးခဲ့ရပြီးနောက်ရန်ကုန်သို့ပြန်ခဲ့ကြသည်ပစ္စည်းများကိုလည်းအကုန်တည်ခဲ့၍ရန်ကုန်ရေကျော်လမ်းရှိတိုက်နိုင်ပင်နေထိုင်ကြသည်ဂျပန်များလာရောက်၍မဂ္ဂဇင်းတစ်ခုထုတ်ရန်လာပြောသဖြင့်သူလည်းခစ်သည့်မဂ္ဂဇင်းတစ်စောင်ထုတ်ရန်ဟန်ပြအစီအစဉ်ပေးလိုက်သည်ရက်များမကြမီအတွင်းတွင်သူ့ကိုသခင်နုကပြန်ကြားရေးဆိုင်ရာ အတွင်းဝင်ကလေးခန့်ထားလျင်ကောင်းမြီဟုထောက်ခံကြောင်းကိုကိုအုံးမြင့်ကလာပြောကာ လက်မခံပါနဲ့ဆရာရဲ့ဟုသူ့အရေးချင်းကိုကြည့်၍မခံကျင်တယ်လို့ပြောသောအခါသတင်းစာဆရာဆိုတော့ဒီအလုပ်ပဲနားလဲတယ်ထင်တာပေါ့ကွာငါလည်းမယူပါဘူးဂျပန်ခင်မှာငါဘာရာထူးမှလက်မခံပါဘူးဟုဆိုလိုက်သည်ထိုညကပင်ကျမကိုနိုင်ငံရေးထဲခြေစုံပြည့်ဝင်လို့ရကောင်းမလားဟုပြော၍သူ့ကိုများစွာတိုက်တွန်းအားပေးလိုက်သည်သူအားနိုင်ငံရေးနယ်ထဲသို့ရောက်သွားအောင်တိုက်တွန်းမိဟုမှတ်တမ်းထဲတွင်ရေးထားခဲ့သည့်အတိုင်းမျှော်မှန်းချက်တစ်ခုလမ်းစပေါ်၍လာပြန်ချေပြီး နောက်တနေ့တွင် ကျမအားသူနိုင်ငံရေးလှုပ်တော့မည်ဟုဘိုးလက်ရာကို ဖွင့်ပြောလိုက်သောအခါ၌ဘိုးလက်ရာကအခုမလုံနဲ့အောင်အလုတ်တစ်ခုသာလုပ်ပါအောင်ဟုတားလိုက်သဖြင့်သူပေးလိုက်သည့်အလုတ်ကိုလက်ခံခဲရပြီးဖြစ်ကြောင်းပြောပြသည်။ဘာအလုတ်လဲကိုကိုလူမသိမဲ့အလုတ်ကိုကိုမှလူသိရတဲ့အလုတ်များရှိသေးလို့လားမဟုတ်ဘူးဒီအလုတ်ကလူမသိရမဲ့အလုတ်ဘလို့အလုတ်များလဲကိုကိုတင်လျော်ကူညီရမလား တင်းလေးကိုအတိမပေးမဖြစ်လို့ဖွင့်ပြောရတာပေါ့။ဘာလုပ်လဲကိုကိုတက်ရှူအလုပ်ဟုတ်ကဲ့ပါရှင်စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရန်နာလိုက်ပြရစီနော်။နားစင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။ကျမ်းမာဘေးကင်းကြပါစေ။